နောက်တစ်ခုចောင်းသားတဲ့အရန်ကြိုက်ကြတာက mystery box mystery box ဆိုတာကသူကចောင်းသားကဟိုအဖြေမိကုန်းနေမြင်ရမယ်အဖြေဖြေမယ်ပြီးရရင်သူကရတဲ့အမှတ်ကအရန်ကို random ဖြစ်တာအဲသူတို့ရအမှတ်ကရချင်လည်းရတယ်မရချင်လည်းမရဘူးအဲသူတို့ရတဲ့အမှတ်ကသူများကိုပေးလိုက်ရတာရှိလို့ကိုကအလကားသတ်ရလိုက်တာလည်းရှိတယ်အဲ့လိုမျိုးနဲ့သူတို့အဖြစ်မှန်ကသူတို့ရတဲ့အမှတ်ပုံဟောသူတို့အဖြစ်မှန်သူတို့ဘလောက်ရတယ်ဆိုတော့ပြန်အောင်သူတို့ ဘလောက်ရရဲဆိုတာတို့အဖြစ်မှန်တဲ့ပုံမူဒီမှာတို့ကကန်တရားပေါ့ဒီ randomize ပေါ့မူတရားပေါ့နော် am fan ဖြစ်တယ် um ဒီဟိုပေါ့လူလပိုင်းကလေးလူကြီးလည်းကြိုက်ကြပါတယ်အကောင်လုံးကြိုက်ကြတဲ့ game မျိုးတော့ဘလောဆက်လာလို့ရမလဲဆိုတော့အာပရမအောင်ဆုံးတော့ team တတ်မှန်မယ်၄သိန်း၄သိန်းပေါ့ဒါကျွန်တော်ဒီမှာတော့ဟိုအချိန်ရ2သိန်း2ဖွဲ့ခွဲလိုက်မယ်အာ team 1 team 2အအရောင်လေးတို့ကြိုက်လို့ပြောင်းခံလို့ရတယ်တို့တို့ကြိုက်တဲ့အရောင်လေးတွေကိုပြောင်းပြီးလို့ရတယ် အဲပြီးတော့လည်း number of boxes ကဘယ်လောက်ရှိမလဲကျွန်တော်ဒီမှာတော့အချိန်ရအချိန်ရအာဒါလေးကို10ဘွက်ပဲ10 10ခုပဲထားလိုက်ပါဒါဆိုရင်အဖွက်တစ်ဖွက်ကို9ခုဖြစ်ရမှာနော်ဒါကြောင့်မလို့ကျွန်တော်ကဒီမှာ number of pastry box က10ခုမှတ်တယ်မဟုတ်ကျွန်တော် main ကလည်း10ခုဖြစ်ခုဖြစ်ရမယ်ဟို အားအားအရေးကြီးတယ်ဟိုအဆယ်ခုမဖြစ်ဘူးဆိုရင်ဘာဖြစ်လို့ဆိုတော့ចောင်းသားရဲ့မဲခွန်းနေရာထပ်နေမှာပေါ့နော်မရတော့မဟုတ်ရတယ်ဒါပေမဲ့ဟိုចောင်းသားအဖြစ်တည်ပြီးသားဆိုတော့ကျောင်းမှကျွန်တော်တို့ lesson ပေါ်မှာ effect ဖြစ်မလားဆိုတော့တစ်ချက်စဉ်းစားကြည့်ပေါ့အကဲကောကမဲခွန်းက10ခုဆိုရင်ဟို box ကို10ခုလောက်ထားရဆိုရင်မဲခွန်းက10ခုဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပဲရှိဒီမှာကျွန်တော်ကဟိုအချိန်ပြကျွန်တော်မဲခွန်းကထားပါတော့ကျွန်တော်က question ဆိုရင်ကျွန်တော်ကအဲဒီလိုမျိုးလေးပဲပြလိုက်မယ် ဟိုဒီမှာကျွန်တော်တို့ကအဖြစ်ကိုဟိုတည်ချာလေးရေးပို့လို့ပေါ့နော်ဒီမှာနမူနာပြအောင်ကျွန်တော်တက်ဘယ်လိုလဲတော့မတက်လုံးထည့်လိုက်ရင်အဖြစ်မှန်မှောက်မှာပေါ့အဲလိုပုံစံမျိုးဟိုထထည့်ခြင်းနဲ့ဆိုရင်လည်းရပါတော့။အဲပြီးွားရယ်ဆိုတော့လည်းကျွန်တော်တို့ star game ဆိုတာကိုထထည့်ခြင်းနဲ့ထထည့်ခြင်းလည်းရထထည့်ခြင်းတော့ဒီမှာ down လုပ်လို့ရ။အဲ star game နှိပ်လိုက်အောင်မယ်။အဲပြီးွားရင်ဒီမှာဒီလိုပေါ်လာမယ်။ အဲ့တော့ relation လေးပဲသူက team 1အလဲအခုက team 1အလဲပြီးွားနဲ့ team 2လဲလာမယ်ပြင်သူရဲ့ score book လာအဲထားပါတော့ team 1ကနေမှသူကကြိုက်တဲ့ box ကို A ရနေချင်ဘူးကြိုက်တဲ့ box ကိုသူရွှေ့လိုက်ဒါဆိုရင်အာသူကစဉ်းစားစဉ်းစားစဉ်းစားပြောမှတော့အဖြေမှ1ပေါ့ကျွန်တော်ခုန1တိမထည့်တာအမှန်ပါပဲမှန်ပါရဲ့ဆိုရင်မှသူကဒီမှာ minus 10ဖြတ်သွားတာပေါ့နော်အဲအဲ့ဒါပြောချင်တာအကြောင်းသားရသူတို့အဖြေမှန်ရရင်မှသူတို့ရတဲ့အမှတ်ကအဲ့အဖြေမှန်မမူတည်ဖြစ်နေအဲတော့သူကပြောဆို minus 10ခုက team 2 team 2ကနေမှအာ ဖြစ်မှတ်တယ်။ကောပဲသုသော30 points လက္ခဏာရပါဘောနော်။အဲပြီးသွားတယ်အာဟောတရားဖြစ်သွားရင်နှောင်းဝဟိုလည်းဆို60ဖြစ်ကြတယ်။အမ်ထားပါကြောင့်နှစ်လောက်ဖြစ်နိုင်မှာဆိုရင်ဖေကမှားသွားတယ်။အဲ့တော့သူကလုံးဝ points မရဘူး။အဲအခုက team 1လဲအာ team 1နေမှာ1ဖြစ်တယ်။50 point အဲ question ဒါဆိုထားပါကျွန်တော်မှားဖြစ်လိုက်တယ်လည်းစပါတော့။အဲမှားဖြစ်သွားဆိုရင်အမှတ်လုံးဝမရဘူး။အဲ G ဟုတ်အဲ့ဆိုအခုဆိုရင် team 1က240ပြောသွားပြီးတော့ team 2က30မှာပဲကျန်တယ်အဲ့ဆိုရင် team 2ကအမှန်ဝါပြီဆိုတော့အာ20ပြီးွားနေဒါရေအကောင်လုံးကဒီ brand တံပဲကျွန်တော်ဘာမှလုပ်လို့မရဘူးဟိုကျွန်တော်ဝင်ပြင်လို့မရဘူးအဲ့တော့ဟိုဒါအကြောင်းသားတွေကိုလည်းပြောထားရအောင်ပို့ကောင်းတယ်ပေါ့နော်ဒါဆရာတော့တာမဟုတ်ဘူးပေါ့ကွန်ပျူတာတူတူဆုံးဖြတ်တာအဲဆိုရင်ဒါနောက်ဆုံး team 2လည်း ဒါဆိုရင် PY PY တော့ team 1က260 team 2က50ရပါတော့ဒီမှာဆိုသူတို့ရတဲ့ဟိုပါတယ်ပါတခါလေးပေးထားတယ်အဲ့တော့ join ခင်းလိုက်မယ်ဆိုရင်အဲ့ဒီလိုမျိုးလေးပေါ်လာအရာအရာမိုက်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင် team 1 wins ဆိုတော့ဒီမှာကျတော့ဟိုတခြားသူတို့ team number team names လေးတွေပြောင်းလာတယ်ဒီမှာ team names လေးကဒီမှာပေါ်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဟောဖြစ်လို့ရတယ်ပြီးရင်တော့အစကိုပြန်သွားလို့ရတယ်